ခုလောက်ဆိုရင်တော့မဖဖူးရှည်စင်ရဲ့အကြောင်းကိုကြားပြီးသွားလောက်ပြီးတင်နေခုတွေ့တာအရင်ကပဲเนาะလှုပ်ချန်သွားတာဖြစ်တယ်မရင်းကျင်သွားတာပဲဖြစ်ပါတယ်အင်မတန်မှကျွန်တော်မြန်မာနိုင်ငံဟာကြောက်ကိုကောင်းနေပါပြီအခုချိန်မှာဆိုရင်လည်းတနေ့တနေ့ကိုเนาะဒါမိတ်ဆွေရင်းကပဲဒါပျက်စီးရေးစိန်ရှီနာရီလူရက်တက်ပြတ်လိုက်เนาะကျွန်တော်မျိုးစုံတွေ့နေရတာဖြစ်တယ်အင်မတန်မှစိတ်မကောင်းဘူးเนาะတို့ AR တိုင်းဖြာဘူးမြို့နေမှာ ဒါနလအကျော်ချာလောက်ပျောက်နေတဲ့ကျွန်တော်တို့ချောလေးပဲဗျာအသက်ကလည်း20လေးနှစ်ပဲရှိသေးတယ်အဲသလောကမှာဘွဲ့ရရလည်းမကြသေးဘူးမဘူးဘူးရှည်စင်းနော်ဒီဆုံးသွားတယ်ဒီဆုံးသွားတဲ့အလောင်းကိုလေကျွန်တော်နလအကျာမှာပြန်တွေ့တယ်အလောင်းပြန်တွေ့တဲ့အခါမှာအယူစုပဲဂျန်တော့တယ်ဒါအင်ဂျီလည်းရှည်လေးဝှထားချက်တဲ့တော့ဒါသူ့လေဗင်းမှာနော်ဆွဲကြိုးလေးဂျန်နေသေးတာဖြစ်တဲ့တော့သူ့မောင်လေးတို့အဖွဲကမမြင်ပဲနဲ့နော်အဲဆွဲကြိုးကိုမလုသွားဘူးအဲဂျန်နေသေးတာဖြစ်တဲ့တော့ဒါက ါဖူးဖူးရှည်စင်မဲဆိုပြီးတော့အတိပြုလိုက်ကြရပြီဖြစ်ပါတယ်။အမတန်းမှာဝမ်းနေဖို့ကောင်းပါတယ်ဖူးဖူးရှည်စင်လေးဟာသူ့မောင်လေးရဲ့အခုလိုမျိုးရုပ်မာခြင်းကိုခံလိုက်ရတာဖြစ်တယ်။အခုခေတ်မိဘတွေနော်မိမိသားသမီးတွေကိုငငယ်ယွယ်နဲ့နော်လုံးဝမလှုပ်ပေးထားနေခိုးငွေကြီးပဲမသုံးခိုင်းနဲ့နော်အဲ့ဒါပြောချင်တာနော်။တောင်းကစားတွေလုပ်တဲ့ online ပေါ်မှာ solo gaming sorry နော် mobile legend နဲ့ sorry အဲ့ဒီကနေစတာပဲဆိုရင်ဆိုရင်ねဆွဲလိုင်းရင်းကလည်းတချို့ကလေးတွေကြတော့အသိဉာဏ်ရှိတယ်ဗျာဖြစ် သိညာမရှိတဲ့ကလေးကြတော့ဒါအလွန်ကျူးဖြစ်ပြီးတော့အာဟိုတဖက်ကန်းကိုဘူးသွားတယ်ပေါ့ဗျာဆိုတော့မလွယ်တော့ဘူးမမမိကလေးတွေကိုဒီချာချာချက်ချက်မမှန်နဲ့စုံမထားဖို့တကယ်ကိုလိုအပ်နေပါပြီเนาะအခုဒါသူ့အမဟိုပေါ့เนาะအကောင်ကခေါ်ပြီးတော့လိန်ခေါ်ပြီးတော့သူ့ရဲ့ကောင်မလေးအစ်စ်နဲ့เนาะမိတ်ဆက်ပေးမယ်ကောင်မလေးနဲ့မိတ်ဆက်ပေးမယ်လိန်ခေါ်ပြီးတော့ဒါအာစားတော့ဆိုင်မှာကျွန်တော်ဒီเนาะဒါ သွားပြီးတော့သွားထိုင်ချရပေါ့ဗျာဆိုတော့အပြန်မှာပဲသူငွေချင်း၄00နဲ့သူ့အမကိုမရင်းချင်ပြီးတော့တတ်ဖြတ်ခဲ့တာဖြစ်တယ်တတ်ဖြတ်ပြီးတကလာမှာသူ့အမစီလာတဲ့ cycle ကိုလေးယူသွားတယ် iPhone ကိုလေးယူသွားတယ်ရောင်းစားပြီးတော့ဒါဒီ game ပေါ့နော် game တွေရှုံးတဲ့အခါမှာအချွေးတွေအများကြီးကိုဆက်လိုက်တယ်လို့သိရတယ်အဲ့လိုနော်ဒီပတ်စံလေးတစ်ခုရဲ့အတွက်နဲ့မိမိတို့သေးသားရင်ကို ရုံပါတယ်တဲ့ဒါဖြစ်တင်လားလုံးဝမဖြစ်တင်ဘူးနော်အဲ့ဒီကောင်၄ယောက်ကိုဘယ်လောက်ပဲအသက်ငင်းငင်းနော်တီတန်ပေးတင်တယ် ဒီလိုမျိုးကစံနမူနာလုတ်ပြင်တာဖြစ်တယ်။လုံးဝကိုလက်ခံလို့မရဘူးမိတို့အဖွဲ့စီမှာဒီလိုမျိုးပါနော်။လုံးဝကိုလက်မခံနိုင်တဲ့အရာဖြစ်တယ်။မာပူပူရှည်စင်းရဲ့မိဘတွေကဘလောက်ဝမ်းနေနေမလဲနော်။အဲကောင်မလေးအနာဂတ်ကတောက်ပနေတော့ရှိသေးတယ်အသက်20နှစ်ပဲရှိသေးတယ်အလုပ်တွေအများကြီးလုပ်ရအောင်မင်းအော်ကျောင်းဆက်သက်ရင်လည်းဆက်သက်ရအောင်မင်းအစောအများကြီးပဲ။အခုလိုမျိုးလုတ်သွားတာကတကယ်ကိုလေဒါဘဝတစ်ခုလုံးကြီးနင့်တာသွားတဲ့ကိစ္စလုံးဝကို ခွင့်မလို့တင်တဲ့ကိစ္စမျိုးကြီးဖြစ်ပါတယ်။ဒါကြောင့်မလို့အာမိဘတွေအနေနဲ့လည်းအခုကလေးကသင်ခန်းစာယူပြီးတော့မိမိတို့ရဲ့သားသမီးတွေကိုပုံမူပြီးတော့နော်ဆုံးမကြပါလိမ့်မရေးကြရှိအောင်လုပ်ကြပါတရားဓမ္မနဲ့နေဆိုင်သက်အောင်ပြုစုကြပါလို့တိုက်တွန်းပါရစေ။